အင်းမြကလေဘတ်တော့မှအလုပ်တစ်ခုအပြောနဲ့မလုပ်ဘူးလက်တွေပဲလုပ်တယ် ီမှာကြည့်လေးရအတွင်းနဲ့မျက်နှာကတဲ့မိတ်ကက်လိမ့်လိုက်တာအယမ်းသိတာလားတဲ့မျက်နှာသိပြီလဲအသားရေခြောက်တာမခံစားရတော့ဘူးတဲ့စေစွန်အပြည့်နဲ့ပြောပြရှင်းပြပေးတယ်မမကိုလည်းကျေးဇူးတင်ပါတယ်တဲ့ဒါဒီညမလေးရဆိုလို့ရင်တော့တိုင်းတုံဘက်ကပေါ့နော်အင်းမစီကိုသူကအင်းမရဲ့ V-neck ကမျက်နှာသိလေးရဲ့ V-neck ကစီရန်လေးကိုသူကလာပြီးတော့မှားတယ်ဘယ်လိုလဲဆိုတော့သူ့ရဲ့အသားရေကအယမ်းခြောက်တယ်ပြီးလို့ရင်မျက်နှာမှာဒီတင်းတိတ်တွေလည်းရှိတယ်မှဲ ချောက်တွေလည်းရှိတယ်အမဲဆက်တွေလည်းရှိတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူကအရင်တုန်းကဒီတင်းနေတဲ့အမဲဆက်တွေမဲ့ချောက်တွေကိုမိတ်ကပ်တွေနဲ့ဖုံးတယ်ဒါပေမဲ့လုံးဝအဆင်မပြေဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသားရေမကောင်းလို့အသားရေက၆တွဲ့နေတဲ့အတွက်ကြောင့်လိမ့်လိုက်တာနဲ့မိတ်ကပ်ကြီးတွေကအဖတ်ဖတ်တဲ့အလေးလေးတွေဖြစ်တယ်အဲ့ဒီချိန်မှာသူကအမျက်စီကိုရောက်လာတယ်ပေါ့နော်အမျက်ကဒီတွဲလေးကိုပေးလိုက်တာ ၄ရက်ဖြစ်ရှိသေးတယ်เนาะ၃တာသူများတယ်လို့เนาะလချီမို့၄ရက်တည်းရှိသေးတယ်မျက်နာအသားရည်ကရေဓာတ်ပြည့်ဝလာတဲ့ခါမှာမိတ်ကက်လင်းလို့အရန်စင်ပြေတယ်အသားရည်ကဆွဲလို့လည်းကောင်းတယ်ပေါ့နော်မျက်နာတက်လိုက်တဲ့ခါမှာသူ့ရဲ့အသားရည်ကချက်တလို့မခံစားရဘူးဆိုတော့ဘာလို့လဲဆိုတော့အမရဲ့ဒီပေါ့နော် ဂရင်းနဲ့ကမျက်နှာတိလေကတော့ glass stain ပါထားတာအဲ့ဒီ glass stain ကကြတော့အများတို့ကမျက်နှာအသားကိုတော့ချောမွေ့စေတာနူးညံ့စေတာပေါ့နော်လောက်ထားတဲ့မျက်နှာတိကိုအများတို့က glass stain base on နဲ့လောက်ထားတာအများတို့မျက်နှာတိတစ်ခုလောက်တော့မယ်ဆိုရင် base on ကြီးတုံးရတယ်အဲ့ဒီမှာ base on ကြီးမှာအများကြီးရှိတဲ့ထဲကနေပြီးတော့သူက glass stain နဲ့ပြုတ်လောက်ထားလာပါနောက်တစ်ခုကအများတို့ကသူကသူမှာ vitamin E ပါတဲ့အတွက်ကြောင့်အသားကြီးကအရန်ကောင်းတယ်အဲ့ဒီတွေ့ဒီပေါ့နော်တိတိတိုင် စင်ပြေသေးတာပေါ့နော်နောက်တစ်ခါကျတော့ဒီ V neck ရဲ့စီရွန်လေးရကြပါလေကောင်းလဲဆိုတော့မျက်နှာရဲ့အောက်ဆုံးလာမှာလိုအပ်နေတဲ့ရေဓာတ်ကိုလည်းဖြည့်ပေးတယ်အတွင်းပိုင်းထဲမှာပိတ်နေတဲ့ပေါ့နော်အငြိကြီးတွေရှိတယ်စိတ်တောက်တွေရှိတယ်စတဲသေးတွေရှိတယ်သူကဒါတွေကိုလည်း alert ကိုဖယ်ရှားပေးတယ်သူ့မှာလည်း clustin လည်းပါတယ်သခွားကိုလည်းခြေခံပြီးထလုပ်ထားတယ်အဲ့ဒီတိုင်းတော့ကဘာကြောင့်မဟုတ်လို့လဲဆိုတော့အသားရေက၄ရက်တည်းမှာ ိတာရဲဆိုတာက D12 လေးသုံးလို့ပါအခုကြည့်နေတဲ့မိတ်ဆွေကရောဘာတွေသုံးနေရလဲဒီညမလေးဆိုလို့တင်းလေးကိုပြောင်းလို့ပြောင်းလို့နော်လိုက်ပြီးတော့သုံးတာတချို့ဆိုရင်းနဲ့စေစနာတော်ပါဘူးမမရေတဲ့နော်အဲ့လိုမျိုးကိုလာပြီးပြောတာကဲကျေးဇူးတင်ပါတယ်ရှင်လူဆိုတာကတူးမြစ်တာတူးစေစနာမှာအညာတော့ကကြတော့ပစ္စည်းရောင်းရဖို့ထက်ပေါ့နော်ကိုယ့်ရဲ့ပစ္စည်းနဲ့သုံးလို့အဆင်ပြေသွားတယ်ဆိုလို့ရင်တော့အရန်ကိုစိတ်ချမ်းသာတယ်ဝမ်းသာရပါတယ်ကဲကျေးဇူးတင်ပါတယ်ညီမလေးရေ